ားလုံးပဲမင်္ဂလာပါဗျာ။ Silent သတင်းဌာနမှပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့တမတော်မရှိရင်တိုင်းပြည်ကအခက်အခဲတွေနဲ့ကြုံရမျိုးဆိုလာတဲ့အပါအသာပိုင်းရဲ့ကိုပြောလာတဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာပိုင်းရဲ့ကိုအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးရခိုင်ဘက်ကသတင်းတွေကိုလည်းပြောဆိုနေပါသေးတယ်။အားလုံးလည်းဝင်ရောက်ကြည့်ရှုပြီးတော့လေလာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်း Silent သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ 像你收利息、利息贷外地的要开发嘛来，但带外地到时候骗你的，啊，带外地骗你的，某类卡骗你的卡到，这都嘛都多，给你，年才拿那一批的，一万家嘞，啊，当然话讲明年到正月多的，一看，来让侬贷一多大钱的，做啥个贷某条个方式的，但都都来两、三、两、年嘛，哦。 ဒီဓာတ်ပုံလေးတွေတော်တော်များများရရှိတယ်ပေါ့အေးလေးတော်တော်များများအဲလစ်တာများတယ်ပေါ့နော်များတယ်ဆိုကျွန်တော်ဖော်ဆက်ပြီးတော့ကိုယ်တွေဘက်ကလည်းရဲဘော်တွေနှစ်ယောက်သုံးလောင်းတော့ဒါဟိုနေမှာဒဏ်ရရှိတာဖြစ်တယ်ဒါတိုက်နေတယ်ဒါမှစစ်ကြောင်းနေတယ်မှာစစ်ကြောင်းသွားပေါင်းမိတဲ့ခါကျတော့ရဲတွေရောအဲအဲ့မှာလည်းတိုက်နေတာရဲတွေပါတိုက်ပေးနေတာနော်ရဲကောစစ်ကောအကုန်လုံးပေါင်းစည်းပြီးတော့အဲသွားပြီးတော့ဆုပြီးတော့ဒါစစ်ကြောင်းရအဲသွားပေါင်းစည်းပြီးပြီးတော့ အတောက်ချောက်လိုက်ပြီးတော့အေးတွေကိုပြေးနေတာရှိတယ်။အဲမှာဒိုင်ရန်ကစစ်တီတချို့ကတော့အဲမှာရှိတဲ့ရွာတွေကသူ့ဘက်သူစိုက်ကင်နဲ့လာထွက်ခေါ်အတင်းဆွဲခေါ်အတင်းတင်ပြီးတော့ရောင်းအောင်မောင်းပြီးတော့ဒါအရာတိုင်းဘက်ကိုပြန်ဆင်းပြီးတော့စစ်ကူသားမှုတဲ့စစ်ကြောင်းတွေကိုကူညီပေးနေတာရှိတယ်။အဲလိုကူညီပေးနေတာကြားသိရတဲ့ခါကျတော့ကျွန်တော်အနေနဲ့ဝမ်းသာတယ်တကယ်ပျော်ရွှင်မိတယ်။တောင်းတော်မှာမရှိလို့ရှင်လို့ရှင်ဒါတိုင်းပြည်ကအတော်တော်အခက်ခဲနဲ့ရင်ဆိုင်နေလိမ့်မယ်။ဒီလိုမျိုးသူ့တလူငါတမင်းနဲ့အေးတက်တက်လုံးကိုခင်ဗျားတို့ကျွန်တော်တို့အခု အသက်ရှိနေသေးပြီပေါ့။နောက်တန်းလာမဲ့ကလေးတွေဆိုပို့စိုးရမှာပေါ့။တော်တော်ဒုက္ခရောက်ကုန်ကြရမယ်အနေအထားမျိုးရှိတယ်။နော်။အဲ့တော့ကျွန်တော်တို့က တမနော်ဘက်ကနေပြီးရက်တည်ပြီးပြောပြီးလဲဆိုတာတဥဒါတယ်တဥဒါတယ်မရှိဘူးရခိုင်မှာဆိုလို့ကျင်ဒီတန်တွဲတန်တွဲထောင်မှာဆိုအဲတန်တွဲထောင်မှာပေါ့တန်တွဲထောင်ထဲမှာဆိုလို့ရှင်လည်းပဲဒါမွေးရစီဝါဒီလက်နက်တွေရှိတယ်အဲပြီးွားလို့ကျင်အဲ့နောက်ကိုလည်းလူအားကတ်လို့မရအောင်ညာပိုင်းနေပါညာဆိုလို့ရှင်လည်းဒါကျွန်တော်တို့ရခိုင်မှာဒီခါးကြောင်မှာလက်နက် AD ပေါ့ခါးကြောင်မှာတနက်ချေပြီးတော့ကင်းနေဆောင်နေတာဘာကြောင့်လဲဆိုကျွန်တော်စုံစမ်းကြည့်တာကြောင့်အဲ့ကြောင်မှာလက်နက်တွေနဲ့မွေးရစီဝါဒီထိတာကြအဲ့ဒီတထောင်ထဲမှာမလို့ထောင်နေမှာတော်တော်များများလိုက်ထက်တာလားရှိတယ် အဲဒါသူတို့ရဲ့လုံခြုံမှုပေါ့ဒီတက်မှာထဲတာလုံခြုံတာပေါ့အဲ့လိုမျိုးဖြစ်တာပေါ့အဲ့တော့တောင်းတော်အနေနဲ့ကသူကထွက်လာတော့မှပဲကျွန်တော်တို့ဖမ်းဆီးပြီးနိုင်ငံတကာနဲ့ကဘာတိအောင်လောက်တာလားဒါမှမဟုတ်ပဲတလိုက်သွားရှင်းလိုက်မှလားဆိုတော့ကျွန်တော်တို့ကတော့တောင်းတော်ကာကွယ်ဦးစီးစိုးကြီးရဲ့ဆုံးဖြတ်ချက်တစ်ခုသာဖြစ်တယ်နော်ဗမောမာဆိုလည်းပဲထုံနီလကောင်ဗမောမာဆိုလည်း AD လည်းတော်တော်များများလစ်တယ်ဗမောမာ AD တော်တော်များများလစ်တယ်နောက်တစ်ခါကျတော့အဲ KIA တွေကတော့တော်တော်များများ နောက်ဆုတ်ကုန်ကြပြီဒီပင်စင်ကုန်းကလည်းအခုလက်ရှိတိုက်ပွဲပွဲကနေတာရှိတယ်ပင်စင်ကုန်းကရှိနေတဲ့ဒီ AD PDF ဒီ KPDF တွေဟိုကချင်းတွေတော်တော်များများကိုလည်းဒါအခုတော်တော်များများကျိတ်နေကြပြီနော်တော်တော်များများရှင်းနေကြပြီအဲ့တော့ရခိုင်မှာလည်း AA ရှိတယ်လို့ဗမာဘက်တွေနေရာတိုင်းမှာ AA လိုက်ဖြန့်ကြတာတာရှိတော့ AA ရဲ့နေကုန်းကတော့မကြခင်ချုပ်မဲ့အနေထားမျိုးရှိတယ်နော်အမတာ3လေးလေးကိုဒါ1 1 1တိုက်ခိုက်နေတာရှိတယ်ကာငင်းလေးတွေချုပ်ကြတာရှိတယ်ဟိုတယင်းမှုတွေပါညာပါသွားတယ်လို့တော့ကျွန်တော်ဓာတိရတာရှိတယ်နော်အဲ့လိုမျိုးပေါ့ဟို တိုက်ပွဲတွေတိုက်နေတာရှိတယ်။တောင်းတော့အနေနဲ့ကတော့ပြက်ပြက်သားသားဒီချိန်မှာလဲလှုပ်ဆောင်မှုလိုပြီးလို့ပဲပြောရတော့မယ်အနေသားရှိတယ်။လင်းနေလောက်ကြာပြီဆိုတော့ညီမတောင်းတော့တက်ကွာလို့ဆိုတဲ့အတုံးလုံးတွေကိုတချို့ဟိုရဲဘော်ဟောင်းနေပေါ့ရဲဘော်ဟောင်းဆိုတဲ့နေရာမှာသူတို့ဒီဘက် generation ပေါ့ဗျာ။ဟိုလွတ်လပ်ရေးထိအိုဘက်ထိစာပြီးဖတ်ရှုခြင်းမရှိဘဲနဲ့ဒီဘက်ချမ်းဒီလောက်ထိသိနေတဲ့ ရဲဘော်တွေကြတော့တချို့ကြတော့အဲ့လိုမျိုးပေါ့တက်ဆိုတဲ့အတုံးလုံးကိုဟိုဘက်ကိုတုံးလုံးတဲ့ခါသူတို့ကမကြိုက်ပါနဲ့ပါဒါပေမဲ့ level တွေကိုမြင်အောင်ကြိုးစားလာမယ်ဆိုရင်တော့နည်းနည်းအဆင်ပြေလိမ့်မယ်အဲ့တော့ E ရဲ့ရခိုင်တက်တော်လို့အတုံးလုံးမဖြစ်အောင်လို့ဆိုလို့ရှိရင်မြမတက်မတော်ကတခါတည်းထိန်းချုပ်နိုင်မှာဖြစ်လိမ့်မယ်နမဆိုလို့ရှိရင်အခုက EA က16နှစ်နဲ့45နှစ်အတွင်းမှာဆိုလို့ရှိရင်ဒါသူတို့ဘက်မှာသူတို့နေရမှာတရားဝင်လူခေါ်နေပြီကိုကကတော့တရားဝင်မှာဖြစ်ဘူးသူတို့ဘက်မှာတော့သူတို့တရားဝင်ဖြစ်တယ်ခေါ်နေရပြီသူတို့ကိုယ်တိုင်လည်းကြောက်ပြီးတော့ဝင်နေကြအဲ့တော့အဲ့ဒါကိုအမြန်ဆုံးထိန်းသိမ်းဖို့စစ်ပွဲတွေလည်းအကြမ်းဖက်တွေအများဆုံးဖြစ်မလာအောင်ထိန်းသိမ်းဖို့တတ်မှောက်မှာတာဝန်ရှိတယ် မြန်မာတောင်လုံးမှာတောင်ဝင်ကြီးကမြန်မာတနိုင်ငံလုံးကာကွယ်ဆောက်ရှောက်မှာတောင်လုံးမှာတောင်ဝင်ကြီးအဲ့ဒါဒီရက်မှာအဲ့ဒါမဖြစ်မြောက်ဖို့အတွက်ကိုလှုပ်ဆောင်မှာမြန်မာတောင်လုံးအနေထားဖို့ဆိုရင်နှမို့ဆိုလို့ချင်းအေးအကျန်းဖက်တွေကဒါအခုတောင်မှာလူတွေတော်တော်ကုန်ပြီဗတ်ကြီးတဲ့တွေကဆွဲပြီးတော့ဒီလိုမျိုးစစ်ပွဲတွေကိုထိုးသွင်းလာတာဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့ဒါတွေကိုယဉ်လေးတယ်ဗျာတကယ်ဒီတောင်ပိုင်းသားတွေဆိုလို့ချင်းအမတန်ယဉ်ကျေးတိမ်မွေးတဲ့ရခိုင်တွေဖြစ်တယ်။မြောက်ပိုင်းသားတွေတော့ကျွန်တော်တိတ်မပြောပါဘူးเนาะတော်တော်သူတို့ကအရင်စံနေများလို့တောင်ပိုင်းနဲ့မြောက်ပိုင်းနဲ့ကွဲတဲ့ကျွန်းသားနဲ့ကွဲသေးတယ်ကျွန်းသားတော့တော်သေးတယ်အဲ့မြောက်ပိုင်းရတော့တော်တော်ရိုင်းရိုင်းခိုင်ခိုင်နေဖြစ်တယ်เนาะအဲ့တော့ အေးကိုကျွန်တော်တို့အများဆုံးရှင်းနိုင်မှာဖြစ်ပါလိမ့်မယ်နော်အများဆုံးရှင်းနိုင်မှာဖြစ်ပါလိမ့်မယ်အများဆုံးရှင်းမှာလည်းပဲကျွန်တော်တို့ဒါရခိုင်ပြည်နယ်ကအေးကြမ်းမှာဖြစ်တယ်ရခိုင်ပြည်နယ်အေးကြမ်းမှာဒီအရာဝိတန်းအေးကြမ်းမှာဖြစ်အခုကကျွန်တော်ကလက်ပိလက်ယူကိစ္စလေးနော်မောင်ခိုးလေးဒီဟာလေးအများကြီးဖြစ်နေတဲ့အခါကျတော့ကစင်ငရဲလို့ဖြစ်နေအဲ့ကစင်ငရဲဖြစ်တာက ကိုလူမျိုးကိုနေရကိုဒေတာကိုလုံးဝဖျက်ဆီးပလိုက်တာပဲဟိုငွေကြေးရလဲအဓိကလုံးမဲ့သူတို့ခေါင်းထဲနေမှာရောက်နေတဲ့ခါကြတော့အမစ်ပွဲကြလို့ဒီယာတုံးလေးငွေတဲ့တာမှာယာတုံးလေးတိတ်ထားမှာဆိုပြီးတော့လဲအဲ့လူတွေမကြခင်တည်မဲ့သူတွေပဲနော်ဘာဖြစ်လို့သူရရှိတဲ့လောက်ယူတဲ့သူတွေကမကြခင်မှာပုံမှန်မူတည်ပြီးတော့ဒါတချို့ဆိုလို့ချင်းစီးပွားရေးလှုပ်ရှားလူတွေတပုံကြီးကရက်ခိုင်မှာအဲ့လူတွေကလည်းပဲမကြခင်မှာအသေးဆုံးနဲ့ပွဲတွေပန်းကြကုံစင်းလုံးနဲ့တက်တစ်ခေါက်တော့ပုံမှန်သိမ့်ပနေရရတဲ့ပနောင်ရရတဲ့လောက်ပုံအဲ့မှာလဲဟိုဘက်တည်းကတဆိုးသေးရှိပြည်သူတွေပြန်တက်ဖျားကြောင်းကန်စီတွေဖျက်ဆီးပြီးတော့အဲ့လူတွေအသက်ဆက်နေတဲ့ဟာမျိုးတွေကိုဟို ။ဒါကြောင့်အဲ့ဒီရရှိတဲ့ငွေတွေကလည်းဝိသမလောဘအဟိုမကောင်းတဲ့ရရှိတဲ့ငွေတွေဒါဖြစ်တယ်။ဒါပေမဲ့အဲ့လူတွေကမှကြာခင်မှာပဲအဲ့လိုမျိုးပဲဘဝပြက်ပြီးတော့သူတို့လှုပ်လိုက်လို့မိသားစုတွေတချို့မိသားစုတွေဘဝကြီးပြက်ကြတယ်။အဲကိုနေမြရတဲ့ဆုံးပြီးတနည်းအားဖြင့်ရောက်ပြီးဘဝကြီးပြက်ဒုက္ခကြီးရောက်။အဲ့ဒီအကျိုးကျေးဇူးကအဲ့ဒီငွေယူပြီးတော့မှတိုင်းမျိုးဖြတ်စီတဲ့လူတွေခံစားကြရမယ်လို့ကျွန်တော်အနေနဲ့တုံ့တက်ပြပါတယ်။တုံ့တက်တယ်နော်။မဟုတ်1800အဲ94တို့1850တို့1886တို့မှာလွတ်လပ်ရေးဆုံးရှုံးပြီးသွားတဲ့အချိန်မှာဒါတိုင်းရင်းသားလူမျိုးတွေအတိအကျတွေမှာပဲကျွန်တော်တို့ ဗီရှက်တော်လန်ကြီးမှာနာမည်ကြီးပုံကုန်တွေအများကြီးပေါ်လာခဲ့တယ်စမာတူကကချင်လို့ပါညာနေရာတိုင်းမှာပေါ်တယ်ဗျာနောက်ဆုံးကြတော့စူပေါင်းပြီးတော့မြန်မာအနေနဲ့အားလုံးတိုင်းသားအနေနဲ့လက်တွဲပြီးတိုက်ခိုက်လိုက်တော့လွတ်လပ်ရေးရလာလွတ်လပ်ရေးရလာတဲ့အခါကျတော့အခုတမလောင်ကာကွယ်ရေးဦးစချုပ်အားလုံးတွေကလည်းပဲဒီတိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေကိုဒါသူတို့ကလည်းပဲရှေ့ပြောလို့ရှိရင်ငြင်းငြင်းကြီးမဖြစ်စေချင်တဲ့ဆိုတာရှေ့ရှင်အဆက်ဆက်တွေကိုသူက ဟိုလက်တွဲလာတာတွေရှိတဲ့အတွက်ဒါငင်းငင်းဖြစ်စေခြင်းလို့သူတို့ကငင်းငင်းရေးပဲခေါ်တာဖြစ်တယ်အဓိကကတော့ကျွန်တော်တို့ပါတီတောင်းဖြစ်သွားတဲ့ဒီအကြမ်းဖက်တွေ PDF တွေကိုတော့အမြန်ဆုံးဒါနှိမ့်နှင်းပြစ်ပြီးရှင်းပြစ်ပြီးတော့မှဒီကျွန်တော်တို့တိုင်းနာလက်နက်ကိုင်တွေကငင်းငင်းယူလို့ရမယ်ဆိုတာကိုဒါတောင်းတော်ကာကွယ်ဦးစီးချုပ်ကြီးကလည်းသိအခုလည်းအဲ့ဒီပုံစံတိုင်းပဲဒီ ် PDF တွေများလက်နက်ကအလင်းဝင်လာမလားပနက်ကလက်ဝင်လာမလားမျှော်လင့်ပြီးတော့မှဒါသူတို့မသိသင့်တာမသိအောင်တိုင်းပြဆောချုံမှဖြစ်အောင်လို့တက်မလို့ကာကွယ်ရေးဦးစီးချုပ်ကညွန်ကြားချက်တင်တဲ့ဒီလိုမျိုးလှုပ်ဆောင်နေတာချက်အခုမကြခင်မှာဒီသခိုင်းတိုင်းတို့ဒီ PDF တွေအများဆုံးဒီအကြမ်းဖက်တွေတွားရောက်ပူပေါင်းနေတဲ့နေရာလေးအားလုံးကို PDF တွေကိုပဲအရင်ဆုံးအပြတ်ရှင်းပြီးတော့မှအေးချမ်းသွားမှပြန်တဲ့တိုင်းသားလက်နက်ကိုင်တွေကပူပေါင်းပြီးတော့ဒါငင်းငင်းကြီးလှုပ်ဆောင်လို့ရမှာဖြစ်တယ်။တိုင်းသားလက်နက်ကိုင်တွေနဲ့ကျွန်တော်တို့ကရှင်းပြောလို့ချင်းတိုင်ဝဲတိုင်းနေတဲ့နေရာမှာ တမ်းမော်ဘက်ကဘာကြောင့်ညတယ်လဲဆိုစောစောလို့ပဲလွတ်လပ်ရေးကိုအတူတိုက်ယူလာကြတဲ့သူတွေသူရဲကောင်းတွေထွက်တဲ့နေရာတွေအများကြီးရှိတယ်အဲ့ဒါကြောင့်တမ်းမော်ကာကွယ်ဦးစီးချုပ်ကြီးကတတ်နိုင်တော့ထိမ့်သိမ့်သိမ့်သိမ့်နဲ့လှုပ်ဆောင်နေတာဖြစ်တယ်အဲ့ဒါကြောင့်လည်းတချို့တမ်းမော်သားတွေလည်းအားမရသလိုအနီးအစိမ့်ကြီးဟိုနီးပိတ်တွေစိမ့်ပိတ်တွေဆိုခွဲကြတဲ့သူတွေကလည်းအားမရအောင် ျွန်တော်တို့ပြောနေတဲ့သူတွေကြားပြန်တော့လည်းဘာဖြစ်လဲသူတို့ကသူတို့ကိုယ်တိုင်တော့ထွက်မပြောဘူးသို့တော်လည်းပြောနေတဲ့သူတွေပေါ်မှာဆက်ရလာလို့ဆိုကျွန်တော်တို့ကလည်း level အဆင့်နဲ့စကားပြောရတယ်အနေဆုံးဆင်းလောက်တတ်တဲ့သူဆိုအနေဆုံးလောက် စကားပြောမှပဲရမယ်အလေတန်းလောက်တတ်တဲ့လူအလေတန်းပြောလို့ရမယ်ဘွဲရလောက်ပြောတတ်တဲ့သူကိုဘွဲရလောက်ပြောမှပဲရတော့ကျွန်တော်ကဒီလိုမျိုးတွေရှိတယ်ကျွန်တော်တို့တော့လာလာပြော brainer ရှိတယ်သို့တော်လည်းပဲအရင်တောင်းတော့အစိမ့်မပိတ်ပါနဲ့နော်တိုင်းမီကိုအားလုံးချစ်ခင်အောင်တောင်းတော့သားတွေကိုလည်းပြည်သူနဲ့ချစ်ခင်အောင်ဒါကျွန်တော်တို့က ကြားရတာပေါင်းကူတရာနဲ့လှုပ်ဆောင်ပေးနေတာဖြစ်ပါတယ်လို့ပြောကြပါတယ်။နောက်ကျွန်တော်ဒီဖုန်းပေ2000ထည့်ပေးလိုက်တာရှိတယ်ဟိုထွေအုပ်အရာရှိနော်ဟိုဗာလဲကျွန်တော်တို့ကမာရုပ်ဘက်ကလာ2000ထည့်ပေးတာရှိတယ်ကျေးဇူးတင်ပါတယ်ဒါထွေအုပ်အရာရှိဒီလိုပဲပြောကြပါတယ်ဒါကျွန်တော်တို့ကလည်းကျွန်တော်တို့ဗီဒီယိုဖုန်းနေနဲ့လုပ်နေရတာခါကြတော့ဒါတချို့ကြောင့်လည်းကျွန်တော်အဲ့လိုမျိုးပေါ့စာနာတနာတော့ကြည့်ကူညီတယ်ဗောနော်နောက်မဟုတ်တသိမ့်ပေးတာ ဟုတ်မလင်းကမဖို့တသိန်းပေးတတ်တာရှိတယ်အဲတောင်းတော့လှူမဲ့တယ်မှာပါမလှူရသေးဘူးမလှူရသေးဘူးပစ္စည်းတွေစုတာတော့ကျွန်တော်တို့တောင်းတော့ဘာမှမပြောပါဘူးကိုနိုင်တာကိုဝင်မဲ့ကိုလှုပ်တာကောင်းတယ်နှမောဆိုတော့ကျန်ဒီကောင်ကွက်ခေါက်တဲလို့ဘာဖြစ်လဲညာဖြစ်တယ်လို့ဖြစ်လာအောင်အဓိကကျွန်တော်ကတိုင်းမျိုးချစ်တာကတောင်းတော့ကိုရင်းနေရချစ်ပြီးလှုပ်ဆောင်ချက်နဲ့ချစ်တာဗဇက်ကပြောပြီးတော့ဟိုကလှုပ်ဒီကလှုပ်ပါဆရာလှုပ်တဲ့သူတွေကိုပြောချင်ပါလေအဲလာမလှုပ်ပါနဲ့ကိုလှုပ်ပါကိုလှုပ်ပါလှုပ်ချင်ကျွန်တော်တို့တက်လှုပ်ပါပဲပြောချင်ပါလေအားလုံးကြမ်းပါပါလိမ့်နော်